မင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ furniture နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တီးသမျှတက်သမျှလေးကို knowledge sharing လေးလုပ်ပေးချင်တာဖြစ်ပါတယ်အဲတီးပြီးသားတက်ပြီးသားအသိပညာရှင်များနဲ့အဲဆရာများကတော့ဒီဗီဒီယိုလေးကိုကြော်သွားပေးပါကျွန်တော်တို့ furniture ကိုစပြီးတော့လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီဒီကျွန်တော်တို့ဒီပုံကိုအနည်းချင်းတော့ဆွဲတက်ဖို့လိုပါတယ်ကျွန်တော်တို့ furniture မှာဆိုလို့ရှိရင်ဘာပုံတွေဆွဲမှာလဲကျွန်တော်တို့ဒီ ီ furniture ရဲ့ကျွန်တော်တို့ဒီ bureau ပုံနေဆွဲမယ်ခရင်ပုံနေဆွဲမယ် interior မှာကျွန်တော်သုံးသမျှပုံနေအကုန်လုံးကိုကျွန်တော်တို့ဆွဲမယ်ပေါ့နော်ကျွန်တော်ဒီဒီအဲနောက်ပြနောက်ပြရလို့ရှိရင်ကျွန်တော်တို့ဒီဒီ room ပေါ့နော်အခန်းကိုလည်းကျွန်တော်တို့ဆွဲရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ပထမဦးဆုံးနားလည်ရမှာဒီဘာလဲဆိုတော့ကျွန်တော် 2D 2 dimension 3D 3 dimension perspective အနီးအဝေးမြင်ခြင်းသဘောတရားကျွန်တော်ဒီ၃မျိုးကိုပထမဦးဆုံးနားလည်ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ ဒီဒီ perspective ကိုတော့ကျွန်တော်တို့ခဏမေ့ထားပါအောင်ကျွန်တော်တို့ဒီဒီ 2D 3D ဆိုတဲ့ခန်းလေးကိုကျွန်တော်တို့အရင်စပြီးတော့သွားလိုက်မယ်ပေါ့နော် 2D ဆိုတာကဘာလဲ 2D dimension ကျွန်တော်တို့အရာအနံအနားနားနားမြင်ရတဲ့ပုံမှန်သမျှကိုကျွန်တော်တို့ 2D dimension 2D ပုံလို့ကျွန်တော်တို့ခေါ်ပါတယ်သဘောတရားကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီဗီဒီယိုတစ်လုံးကိုကျွန်တော်တို့အရှိရကြည့်မယ်ဘေးရကြည့်မယ်အပေါ်တက်ရကြည့်မယ် အရှေ့ကကြည့်ရင်ကြည့်နောက်ကကြည့်ရင်ကြည့်ဒီမှာကျွန်တော်တို့ view နှစ်မျိုးရမယ်ဘေးကကြည့်ရင်ကြည့်ညာဘက်ကကြည့်ရင်ကြည့်ဘယ်ဘက်ကကြည့်ရင်ကြည့်ဒီမှာ view နှစ်မျိုးရမယ်ကျွန်တော်တို့ဒီအပေါ်အဆုံးကကြည့်မယ်ဆိုတော့ view နှစ်မျိုးရမှာပေါ့နော်ကျွန်တော်တို့ 2D ကို view 5မျိုးနဲ့စတင်ပြီးတော့ပေါ်ပြလို့ရပါတယ်နောက် 3D 3 dimension 3 dimension ဆိုတာကကြတော့ကျွန်တော်တို့ဒီအနားသုံးနားမြင်ရတဲ့ပုံနေပေါ့နော် အဲ့ဒါတွေကိုကျွန်တော်တို့ 3D 3 dimension ပုံကိုကျွန်တော်တို့ခေါ်ပါမယ်။သူဒီအမြင့်ကိုလည်းမြင်ရမယ်။အလျားကိုလည်းမြင်ရမယ်။ကျွန်တော်တို့ဒီဖြက်ကိုလည်းမြင်ရမယ်ပေါ့နော်။ဒါကိုကျွန်တော်တို့ 3D လို့ခေါ်ပါတယ်။ 3D ကိုကျွန်တော်တို့ isometric view နဲ့ပြလို့ရပါတယ်။ဒါကတော့ကျွန်တော်တို့ဒီ furniture စပြီးတော့လုပ်တော့မယ်ဆိုလို့ရှင်အခြေခံနားလည်ရမယ်။ပုံနေရဲ့သဘောတရား ဖြစ်ပါတယ်။ perspective ကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။